လာပါရှင်။တင်းလောင်းဤတိုင်းသတင်းဌာနမနက်ခင်းသတင်းအစီအစဉ်ရဲ့မလ23ရက်နေ့အတွက်နောက်ဆုံးရသတင်းတွေကိုပြပြပေးမှာဖြစ်ပါရရှင်။စကိုင်းတိုင်းတမူးမြို့နယ်မှာတည်ရှိတဲ့ကဘောချိုင်ဝမ်းဒေသကိုအိန္ဒိယနိုင်ငံမဏိပူရာပြည်နယ်ဟဲကိုပြန်ထည့်ဖို့ BJP ပါတီရဲ့မဏိပူရာပြည်နယ်အထက်လွှတ်တော်အမတ်ကအခုလ10ရက်နေ့မှာတင်ပြတောင်းဆိုလိုက်ပါတယ်။ တမူးကလေးနဲ့မင်းကင်းမြို့နယ်တွေရှိတဲ့ကဘော်ချိုင်ဝမ်းဟာ1450ခုနှစ်မတိုက်ခင်အထိမဏိပူရာအပိုင်ဖြစ်ခဲ့ပြီး1953မှာအိန္ဒိယရဲ့ဝန်ကြီးချုပ်ဟောင်းနေရူကလွှတ်တော်နဲ့ပြည်내အစိုးရရဲ့သဘောတူညီချက်မပါဘဲမြန်မာအစိုးရဝန်ကြီးချုပ်ဦးနှုကိုလက်ဆောင်အနေနဲ့ပေးခဲ့တယ်လို့သူကထောက်ပြပါဗျ။ 1834ကဘောတောင်ကြားစာချုပ်အရမြမအစိုးရကမနိပူရာဘရင်ကို လားစင်နင်နာကြီးပေးရပေမဲ့ကဘောချိုင်ဝမ်းကိုမြမကိုပေးပြီးချိန်ကစလို့လားစင်နင်နာကြီးပေးတာတွေလည်းရက်ဆိုင်သွားတယ်လို့ဆိုပါတယ်။ဒါကြောင့်ကဘောချိုင်ဝမ်းကို ပြန်ယူဖို့ဒါမှမဟုတ်နင်နာကြီးပြန်လည်တောင်းခံတာတွေလှုံ့ဆော်ဖို့တောင်းဆိုခဲ့ပါတယ်။ရုရှားနဲ့လက်မှတ်ရထိုးပြီးနောက်တဝဲစီမံကိန်းအတွက်မြန်မာထိုင်းဂျပန်၃နိုင်ငံပူးပေါင်းဆောင်ရွက်မဲ့ SPV Special Purpose Vehicle အစီအစဉ်ကိုဖျက်သိမ်းမှာဖြစ်တယ်လို့စစ်ကောင်စီဒုက္ခဆောင်ဆိုဝင်ကပြောပါတယ်တုံးနိုင်ငံပူပေါင်းရေးအစီအစဉ်ကို2023ခုနှစ်သမရဦးသိန်းစင် အစိုးရလက်ထက်မှာလက်မှတ်ရေးထိုးခဲ့တာပါ။တဝဲအထူးစီးပွားရေးဇုံစီမံကိန်းကိုရုရှားနဲ့ပူပေါင်းလှုပ်ဆောင်ဖို့စစ်ကောင်းဆောင်မင်းအောင်လှိုင်ရဲ့ရုရှားခီးစဉ်မှာလက်မှတ်ရေးထိုးခဲ့တာဖြစ်လို့ SPV Special Purpose Vehicle ကို ဖြတ်သိမ်းရမှာဖြစ်တယ်လို့ဆိုဝင်ကပြောပါရတယ်။ special purpose vehicle ကိုဖျက်သိမ်းမဲ့ကိစ္စနဲ့ပတ်သက်လို့မြန်မာထိုင်းဂျပန်သုံးနိုင်ငံညှိနှိုင်းဖို့လိုအပ်တယ်လို့လည်းသူကဆိုပါတယ်။ဒီကနေ့23ရက်နေ့နဲ့မနက်ဖြန်14ရက်နေ့တွင်မှာတဝဲခရင်ကတဝဲလောင်လုံတရချောင်းရေဖြူမောင်းမကန်ကလိန်အောင်နဲ့ကံပေါ့မြို့နယ်တွေကိုပြည့်စစ်မီယာယီဖျက်တောက်ထားမယ်လို့ Petro Insurance Company ကအတည်ပြုထားပါတယ်။ မနက်9:00နာရီကနေမွန်လွဲပိုင်းတနားရီအထိလျှက်စစ်မီဖြတ်တောက်ထားမှဖြစ်ပြီးကံပေါက်ပင်မှာဓာတ်အားခွဲရုံမှာဓာတ်အားပေးပန်နယ်ပြုပြင်တာတွေလှုပ်ဆောင်မှဖြစ်တယ်လို့ဆိုပါတယ်။ရေဖြူမြို့နယ်နတ်တွင်းနဲ့ကြောက်ခတ်တော့ပင်အင်းရွာကြားကလက်ကွင်းပြင်မှာအခုလ10ရက်နေ့ညနေပိုင်းကအသက်ခံထားရတဲ့အမျိုးသားတအူးရဲ့အလောင်းကိုတွေ့ခဲ့ရတယ်လို့ဒေသခံတွေစီကသိရပါဗျ။ အသက်ခံရသူဟာနတ်တွင်းရွာနယ်ကိုစန်းဦးဆိုသူဖြစ်ပြီးဘသူတက်သွားရဲဆိုတာကိုတော့မသိရဘူးလို့ဒေသခံတွေကဆိုပါတယ်။ကိုစန်းဦးရဲ့အလောင်းကိုတော့တွတ်တွေ့ချင်းမှာပဲမိတချိုလိုက်တယ်လို့သိရပါတယ်။ဗုတ်ပြင်းမြို့နယ်ယူစနာစီအုံကုမ္ပဏီပိုင်စီအုံချက်မှာစီအုံအလုပ်သမားတွေပေါင်းခုတ်တော်ရှင်ချင်းအမျိုးသမီးတဦးမြေမြုံမိုင်းနှိမ့်မိပြီးဘဘက်ခြေတော့ပြတ်ထွက်သွားခဲ့တယ်လို့ဒေသခံတွေစီကသိရပါတယ်။ ထိခိုက်သူကတော့အသက်52နှစ်အရွယ်ချမ်းအလို့သမားအမျိုးသမီးဖြစ်ပြီးမင်းကမနက်ပိုင်းမှာမြေမြုံမိုင်းနေမိခဲ့တာပါ။မိုင်းနေမိတဲ့စီုံချက်နေရာဟာစစ်ကောင်စီစစ်ကြောင်းထိုးသွားလာလေရှိတဲ့နေရာဖြစ်ပြီးမြေမြုံမိုင်းတွေထောင်ထားရေးလေရှိတဲ့နေရာဖြစ်တယ်လို့ဒေသရင်းတော်လှန်ရေးတပ်ဖွဲ့ဝင်တွေကဆိုပါတယ်။ တနင်္သာရီမြို့နယ်ဘန်လမုန်းနယ်မော်တုံးရွာလမ်းစုံမှာအခုလ10ရက်နေ့ကစစ်ကောင်စီတပ်သားတွေဖမ်းဆီးခဲ့တဲ့အရက်သား20ဝန်းကျင်မင်းကအထည်ပြန်မလို့လာသေးဘူးလို့ဒေသခံတွေရဲ့ပြောပြချက်အရာသိရပါတယ်။ဆယ်ရက်နေ့မနက်ပိုင်းကဘန်လမုန်းကြီးရွာအုပ်စုကာလန်ပိုင်းမှာစစ်ကောင်စီရင်နံမိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက်မွန်လွဲပိုင်းမှာဖျက်သွားဖျက်လာတွေကိုဖမ်းဆီးခဲ့တာပါ။လူအပါအဝင်စိုင်းကယ်ရီကိုပါဖမ်းဆီးခဲ့တာဖြစ်ပြီး တနင်္သာရီမြို့နယ်အောက်ကင်းရွာအခြေစိုက်ခမရ99ခေါ်တရင်ကိုဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ဒေသခံတွေကဆိုပါတယ်မနီးကမနက်ပိုင်းကလည်းတနင်္သာရီမြို့နယ်တမုတ်ချုံရွာအနီးမှာစစ်ကောင်စီလမ်းကွင်းတွေ တိုက်ခိုက်ခံရပြီးနောက်ဖြတ်သွားဖြတ်လာအရသားတွေကိုစစ်ကောင်စီစစ်ကြောင်းနဲ့အတူထပ်မံဖမ်းဆီးထားသေးတယ်လို့သိရပါဗျ။ တင်းသားရီတိုင်းသတင်းဌာနရဲ့မနက်ခင်းသတင်းအစီအစဉ်ကိုနားဆင်ပေးရတဲ့အတွက်ကြည်ညိုတင်ပါတယ်ရှင်။